တေချာသွားခဲ့ပြီဖြစ်တဲ့အပြောင်းရွှေ့တွေနဲ့စာချုပ်သက်တမ်းတိုးမှုများမင်္ဂလာပါကုခဲင်းစတာဖုတ်ဘောရှူရနေကျိုးသွားရခင်ဗျကျွန်တော်ကုခဲမှာမနေ့ကတည်းကစာချုပ်တက်တန်းတိုးတဲ့တေချာသောသတင်းတွေနဲ့အတူတချို့ကစားသမားတွေရဲ့အပြောင်းအရွှေ့တွေကလည်းတေချာသွားတယ် အပြောင်းရွှေ့တွေရှိခဲ့ပါတယ်။ဆိုတော့ဒီအပြောင်းရွှေ့တွေစာချုပ်တတန်းတိုးတဲ့တရင်နဲ့ပတ်သက်ပြီးကျွန်တော်ပြန်လည်သုံးသပ်ဆွေးနွေးကြအောင်။ပထမဆုံးတရားတော့ခရစ်စတီယာနို ရိုနာလ်ဒိုပေါ့နော်ရိုနာဒိုအနေနဲ့အနာဆာမှာအဆင်မပြေမှုတချို့ရှိခဲ့တဲ့အတွက်ကြောင့်အတင်းပြောင်းဖို့တည်င်းနေထွက်ခဲ့ပေမဲ့နောက်ဆုံးချိန်ကမှာတော့အနာဆာနဲ့ပဲစာချုပ်တဒံတိုးခဲ့ပါတယ်ရှင်ပြေတည်င်းနေရခရစ်စတီယာနိုကအဟီလက်ကိုပြောင်းရွှေ့ဖို့အတွက်အနည်းဆက်ဆုံးအခြေအနေရှိခဲ့တာပါဒါကလည်းကလပ်တင်းတတင်းနဲ့တတင်းချားထဲမှာပိုင်ဆိုင်တဲ့အုံနာတူတဲ့အတွက်ကြောင့်အဟီလက်နဲ့အနည်းဆက်ဆုံးအခြေအနေရှိခဲ့တယ်ဆိုလည်းမမှားဘူးတိုးတော့နောက်ဆုံးချိန်မှာတော့ ခရစ်စတီယာနိုက2029ဂျွန်ထိရှိနေမဲ့တက်တန်းတရက်ကိုချုပ်ဆိုသွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့တော့ကြောင့်ခရစ်စတီယာနိုပရိသတ်တွေအနေနဲ့ရော်နယ်ဒိုရဲ့ဘောလုံးကစားတဲ့ဟန်ပန်တွေကို2029ခုနှစ်အထိမြင်တွေ့ခွင့်ရတော့မှာလည်းဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်နောက်ထပ်သေချာသွားတဲ့စာချုပ်သတ္တန်တိုးမှုကတော့ Louis Curley ရဲ့စာချုပ်သတ္တန်တိုးမှုပေါ့နော်။ဒါက official ချိန်ညာခဲ့တဲ့ သတင်းတွေကိုပဲပြောတာပါ။မနေ့ကတည်းကဒါ Curley ရဲ့စာချုပ်သတ္တန်တိုးသတင်းကသေချာပြီးသွားပြီ။သို့တော်လည်းတရားဝင်ထုတ်ပြန်ချိန်ညာချက်အရာ ဒါစကယ်လီရဲ့စာချုပ်သတင်းတိုးမှုဟာအာဆင်နယ်ပရိသတ်တွေအတွက်တရားခိုင်နှုန်းဝမ်းသာစရာသတင်းဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့တော့ဘောလုံးပြောင်းရွှေ့သတင်းပဲဖြစ်စေစာချုပ်တဒန်းတိုးမှုပဲဖြစ်စေ official ကိုကြည်ညင်ကြတယ် official ပဲပြိတ်သက်အများစုကမြင်ကျင်ကြတယ်ပေါ့နော်ဒါမှ100%ကျွန်တော်တွေတပင်းချလို့ရတာ哦ဆိုတော့ကျွန်တော်ရှင်းမှာဆွေးနွေးခဲ့တယ်လို့ပဲ Louis Gallia 2030 ဂျွန်စာချုပ်တတန်းတရက်ကိုချုပ်ဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စကယ်လီကိုတိုင်ကတခြားအသင်းတွေကိုပြောင်းရွှေ့ကျင်တာထက်ဒီကလပ်အသင်းမှာပဲမွေးဖွားပြီးတော့ဒီကလပ်အသင်းမှာပဲရေရှည်ဆက်ရှိနေခြင်းနဲ့သဘောမျိုးပါ။တကယ်တော့ left back တနေရာမှာစကယ်လီပေါက်ဖွားလာတာတိတ်မကြသေးဘူးဆိုရင်ပဲထွန်းတောက်တာမြန်နဲ့ခြာတိတ်ပြသူ့အနေထားနဲ့ဆိုရင်အသင်းကိုဟိုပွင့်လင်းပြောတော့ဇုံကန်လို့ရတဲ့အခြေအနေပြအသက်ငယ်သေးတယ်တကယ်လဲကောင်းတဲ့ဆွမ်းဆောင်ရင်မျိုးနွန်နရီတောင်မှအင်္ဂလန်လက်ရွေးစင်အသင်းမှရွေးချယ်မခံရသေးဘူးလူဝစ်ကယ်လီကအရင်ရွေးချယ်ခံလိုက်ရတယ် နီးပြတိုင်းကလည်းဒီကောင်လေးကိုသဘောကျတယ်ကစားတာလည်းပြုံပြုံပြုံနဲ့အဲ့တော့ South Sudan ဟိုမကြံတော့တဲ့အခြေအနေမှာလောကပမာဏကိုပုံမတ်ပြီးတော့ Real Madrid လို့အသင်းမျိုးပြောင်းကျင်ပြောင်းလို့ရတယ်ပေါ့နော်သို့တော့ Andrea Barta ရဲ့ဒါလှုံ့ဆော်မှုတွေလည်းပါလိမ့်မယ် Arteta ရဲ့ဒီကစားသမားလေးကိုမြေတောင်မြောက်ပြီးမှုကြောင့်လည်းပါလိမ့်မယ်သူကတော့အသင်းကိုပုံမကန်ပဲနဲ့ရေရှည်သက်ရှိနေမဲ့စာချုပ်တရက်ကိုလက်မှတ်ရေးထိုးလိုက်တဲ့အတွက်ကြောင့် Scully အတွက်လည်းကောင်းတယ် Arsenal အသင်းအတွက်လည်း ကောင်းမွန်တဲ့စာချုပ်သဏ္ဍန်တူးမှုလို့ပဲပြောရမှာဖြစ်ပါတယ်။ကဲတော့ကျွန်တော်တို့စာချုပ်သဏ္ဍန်တူးတဲ့ official သတင်းတွေပြီးသွားပြီဖြစ်တဲ့အခါကျတော့ official နှီးပါတိကျတဲ့အပြောင်းအရွှေ့သတင်းရဲ့ official ဖြစ်သွားတဲ့အပြောင်းအရွှေ့သတင်းတွေရဲ့ကိုဆက်လက်ဆွေးနွေးကြည့်ပါမယ်။ Milos Kakas ပေါ့နော် Liverpool ကိုတရားဝင်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ပေါင်အားဖြင့်ဆိုရင်တန်း၄၀ယူရိုအားဖြင့်ဆိုရင် 46.93တန်းနဲ့လီဗာပူးကိုရောက်ရှိသွားတာပါကျွန်တော်တို့ရင်တော့မှန်းထားတဲ့အချက်တွေနဲ့ကွက်တီပဲမှန်းချက်နဲ့နှမ်းထွက်ကိုက်ဖို့ပဲလိုတော့တယ် frame bomb right back left back မှာ milos carcas ကျွန်တော်ရှေ့မှာ florian vis vis ကတော့မထင်ထားဘူးပေါ့နော်ထားပါတော့ကျွန်တော် side back တစုံကိုလီဗာပူးပြင်ပြောင်းလဲမှုမှာ carcas ကပါဝပါမယ်ဆိုတော့ တွေးခေါ်အယူဆမျိုးနဲ့ကျွန်တော်တို့စကားတွေပြောခဲ့တဲ့အချိန်တကယ်လက်တွေ့မှာကာကက်စ်ကသူပြောင်းရွှေ့ခြင်းနဲ့အသင်းတသင်းကိုရောက်လာပြီအမီလော့စ်ကာကက်စ်နဲ့လီဗာပူးမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေကြားတဲ့ပတ်သက်ဆက်နွယ်မှုတွေအများကြီးရှိတယ်ဗျအာနာစလော့စ်ရာလည်းကာကက်စ်နဲ့သာလက်မတွဲခဲ့ဘူးပေမဲ့ဒါကာကက်စ်ရဲ့အရင်ကကလပ်အသင်းဟောင်းတသင်းဖြစ်တဲ့အေဇက်အေဂမာကိုနီးပြခဲ့ဘူးတယ်နောက်ရစ်ချက်ဟျူးကာကက်စ်ကိုဘုံမောက်အသင်းကိုခေါ်ပေးခဲ့တဲ့တခိတခါဘုံမောက်ရဲ့စပိုတင်ဒရိုက်တာသူ့ရဲ့အသင်းဘုံဟောင်းဒိုမီနစ်ဆိုဘိုးဒလာအဲ့ ကြောင့် Milos Gakas ကတော့ရေကန်အသင်းကြာအသင်းနဲ့ဒါ Liverpool အသင်းကိုပြောင်းရွှေ့သွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ Liverpool အတွက်တကယ်ကိုမှန်ကန်တဲ့လူခုံမှုတွေဖြစ်ဖို့မျှော်လင့်ပါတယ်။ကျွန်တော်တယောက်တည်းတတိပုဂ္ဂလအမြင်အရမှန်ကန်တဲ့လူခုံခြင်း ဖြစ်မဖြစ်ရတော့အချိန်ကအဖြစ်ပေးသွားမှာပေါ့ဗျာဒါမဲ့ကျွန်တော်ဟိုခုနပြောပြီးတတိပုဂ္ဂလရဲ့သဘောကြတယ်လီဗာပူးလူခေါ်မှုတွေထဲမှာဒါ Florian Vist တယောက်ပဲတောင်းရွှေ့ကြီးများတာရှိတယ်များတယ်ဆိုရင်ပဲလေသူ့ရဲ့ခြေသွမ်းမအရာကလည်းအဲ့လောက်ထိပေးရမယ့်အနေထားဆိုတော့လည်းမတက်နိုင်ဘူးလေပေးပြီးခေါ်ရမှာပေါ့သို့တော့ Frame Pound တို့ Milo Carcass တို့ကတော့တတန်တဲ့ကိုခေါ်နိုင်ခဲ့တယ်လို့ကျွန်တော်ကတော့ထင်တယ်ဗျကဲကျွန်တော်နောက်ထပ် တယောက်ကတော့အန်ဘူးမိုးပေါ့နော်အန်ဘူးမိုးက official တော့မဖြစ်သေးဘူးဒါပေမဲ့လည်း Manchester United အသင်းကိုရောက်ဖို့အတွက်က90%ကျော်လောက်ဖြစ်သွားပြီလို့သုံးသပ်မိတယ် Matthias Cunha ပုံတံတန်းတော့လည်းအဲ့တိုင်းပဲ Cunha ကိုယ်တိုင်က Manchester United ကိုအသေးအတန်ပြောင်းချင်နေတာ Bro လည်းမှတ်မိမှာပေါ့အားင်းနဲ့ပြောချထလိုက်တာလေ Champion League ဝင်ခွင့်ရရမရသူ Man United အသင်းကိုပဲပြောင်းမယ်ဆိုတဲ့စကားထွက်လာပြီးတဲ့နောက်ပိုင်းမှာ Cunha ကိုတကယ် United အသင်းကအားဆိုင်ပြီးတော့လိုက်ခဲ့တာနောက်ပိုင်း Cunha တကယ်ရောက်သွားတယ်ပေါ့ဗျာအခု Brian Ambumo လည်းထွန်းနေတူပဲ Fabrizio Romano ပေါ်ပြ ပုံရသူ့ရဲ့အတွေးခေါ်ပိုင်းအယူဆပိုင်းကရှင်းတယ်သူ Manchester United အတင်းကိုပြောင်းခြင်းတယ် United က United ကသူ့ရဲ့ dream team တစ်ခုဖြစ်တယ်ပေါ့နော် ဒါတော့ဟို United တခိတခါအောင်မြင်ကြော်ကြားမှုတွေကကစားသမားတွေပေါ်မှာလွှမ်းမိုးမှုရှိနေစေဖြစ်နေတဲ့အတွက်ကြောင့်လို့တော့ကျွန်တော်သုံးသပ်မိတယ် United အခုဗျာအရင်အစင်မပြေတာအားလုံးလည်းသိတာပဲလေဒါ Champion League လည်းမဝင်ဘူးဖလားလက်မဲ့ရာသီကြုံတွေ့ခဲ့ရတယ်သို့တော့ဒီကစားသမားတွေကဒီအသင်းကိုပြောင်းရွှေ့ခြင်းနေတာဒါကျွန်တော်ခုနကပြောသလိုပေါ့အရင်တော့အရှိန်အဝါကြီးချန်နေသေးလို့ပဲထင်တယ်ဆိုတော့ Brian Ambumo အတွက်ပေးချေရမယ်ပြောင်းရွှေ့ခြင်းအမောင့်ပမာဏက Romano ပေါ်ပြပုံအရတော့ဒီပေါင်တန်း60နည်းနည်းပိုနိုင်တယ်ပေါ့နော်ပြောင်းရွှေ့ခြင်း တွေကပြောဒီချိန်မှာတယောက်တစ်မျိုးစီပေါ်ပြမှာပဲဥပမာထားပါတော့ယူရို58သန်း plus အဘလာဘလာရှိမယ်ဒါမှမဟုတ်လေပေါင်တန်း60နောက်ကအနေငယ်ပူတာရှိမယ်အတိကျဒီချိန်မှာဘယ်သူမှမသိသေးဘူးတေချာရရတဲ့အပြောင်းရွှေ့ဖြစ်မြောက်သွားမှသာလျှင်တရားဝင်ထုတ်ပြန်ကြေညာမှသာလျှင်ဒီကစားသမားရဲ့အပြောင်းရွှေ့ဟာဟိုဘလောက်တန်ကြီးနဲ့ညှိသွားတယ်ဆိုပြီးတော့ကျွန်တော်သိရမှာပါဒါတောင်မှလောက်ခပမာဏကိုတိတိပပမသိဘူး ကာဘိုလော်ဂျီရဲ့ပေါ်ပြချက်တွေထဲမှာဆိုရင်တချို့လောက်ခပမာဏတွေက verify မလုပ်ထားပဲဒီမှန်းချိန်နဲ့တွက်ထားတာတွေအများကြီးရှိတယ်ဗျာအဲ့တော့ကြောင့်ဒီ Cristiano Scalio သူတို့တိုးတဲ့စာချုပ်သတ္တန်းတရက်မှာပါဝင်တဲ့လောက်ခပမာဏတွေကိုကျွန်တော်အတိအကျပြောလို့မရတာဒါပါအဲ့တော့အမ်ဘူမိုကကစားသမားကလည်းလွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက personal terms အဂရီယာပြီးသွားပြီဘရန်ဖို့တောင်းတဲ့ဂျီကိုလည်း United ကအနည်းဆုံးပေးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်အသိမကြခင်အချိန်တွင်းမှာမာသီးယက်ခူးညလိုမျိုးပဲ Manchester United အသင်းရဲ့တရားဝင်ကစားသမားဖြစ်လာပါလိမ့်မယ်ခင်ဗျနောက်ဆုံးဆွေးနွေးချင်တာကတော့ Arsenal အနေနဲ့ဇူလိုင်လမတိုင်ခင်မှာကစားသမား၃ယောက်ကိုခုံနိုင်ခဲ့တဲ့တည်င်းလေးပေါ့လေအဲ့တော့အားကြီးရဲ့လူခုံမှုအကြောင်းအနေနဲ့ပတ်သက်ပြီးကျွန်တော်နောက်မှဗီဒီယိုလေးတစ်ပုတ် အတီးတန်လုပ်ပေးပါမယ်ကျွန်တော်အာစနယ်ပတ်သက်တဲ့သတင်းတွေသုံးသပ်ဆွေးနွေးတဲ့အခါကျရင်အန်ဒရီးယားဘာတာဆိုတဲ့ပုဂ္ဂိုလ်ကိုဘရိုယုံကြည်ပါယုံကြည်ပါလို့အမြဲတမ်းလိုလိုပြောခဲ့ဘူးတယ်ဆိုတော့ဒီယုံကြည်မှုကိုအန်ဒရီးယားဘာတာအလွဲသုံးစားမလုပ်ခဲ့ဘူးလို့ပဲကျွန်တော်ထင်တယ်ခေါ်သစ်ခေါ်တိုက်တဲ့နေရာတွေမှာလူခေါ်ဦးနိုင်ခဲ့တယ်လို့စာချုပ်သက်တမ်းတိုးရမယ်အခြေအနေတွေမှာလည်းစာချုပ်သက်တမ်းတိုးနိုင်ခဲ့တယ်အဲ့တော့သူတို့လူခေါ်ဖို့အတွက်တေချာသွားတဲ့ကစားသမား၃ယောက်ဒီမာတင်ဇူဘမန်ဒီနော်ဂက်နဲ့ကီပါတို့ပဲဖြစ်ပါတယ် တော့ဒီ၃ယောက်လုံးကသတင်းထွက်တာမရှိမနှောင်းသတင်းထွက်ပြီးတော့အကုန်လုံးကအာစနယ်အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီသွားခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။အ၃ယောက်လုံးကတော့သူ့နေရာနဲ့သူလိုအပ်ကြတာတွေပဲပေါ့နော်။ကျွန်တော်ပြီးမှအသေးစိတ်ဆွေးနွေးသုံးသပ်မှုလုပ်တဲ့ဗီဒီယိုမှာထပ်ပြီးတော့ဆွေးနွေးသုံးသပ်ပါမယ်။လောလောဆယ်ကတော့အာစနယ်အသင်းရဲ့လူခေါ်မှုတွေစာချုပ်တက်တန်းတိုးမှုတွေဟာတိုက်စစ်မှုတွေတရားမခေါ်နိုင်သေးပေမဲ့အာစနယ်ပရိသတ်တွေအတွက်တော့ကျင်းနေစရာဖြစ်ခဲ့ပါကြောင်းသုံးသပ်ဆွေးနွေးတဲ့ဗီဒီယိုလေးတွေမှာနာခွင့်ပြုပါ။ကြည့်ရှုပြီးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။